တိတချမ်းသာတဲ့တထဲရတောင်မလုတ်ပေးနိုင်တဲ့အလှူပွဲကြီးတစ်ခုကြောင့်အလုံးရဲ့ချီကျူးခံနေရတဲ့ခိုင်နှွေပရိသမားလုံးမဲမင်္ဂလာပေါင်းရန်ကုန်စနေနျူးစကန်နေကြွဆူလိုက်ပါတယ်ခိုင်နှွေဆိုတာနဲ့မြန်မာနိုင်ငံမှာမသိသူမရှိလောက်နာမည်ကြီးတဲ့ Bright Dot မင်းသမီးကြီးတစ်လက်ပဲဖြစ်ပါတယ်ခိုင်နှွေဟာမြန်မာနိုင်ငံကမိဘမဲ့ကလေးတွေအတွက်နှွေထွေးခေါလုံရအရေးတစ်ခုဖြစ်ရည်တည်လာခဲ့တာလည်းနှစ်ပေါင်းတော်ကြာခဲ့ပါပြီခိုင်နှွေရဲ့မြေတားရဲ့အကြောင်းဘဝဘေးအခြေအနေမျိုးမျိုးနဲ့မိဘမဲ့ဖြစ်တော့ရရှိခဲ့ရတဲ့ကလေးတွေဟာအဖေမေအစ်စ်တွေမရှိပါဘဲနဲ့မိဘမြေတားကိုအပြေအဝရ ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မင်းသမီးခိုင်နေဝေဖြစ်တာမကမမေခိုင်နေဝေဖြစ်ပါအလုံးကဂုံပြုတ်ခေါ်ဆိုခဲ့ကြတာပါ။အခုခါမှလည်းခိုင်နေဝေကမြန်မာနိုင်ငံမှာကြီးကြီးထက်ချမ်းသာတဲ့တထေးတွေတောင်မလုပ်ဖို့တဲ့။ဘလူပဲကြီးတစ်ခုကိုချင်းချင်းတဲ့ကျင်းပလာခဲ့တာပဲဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ရိုးရာရင်ကျေးမှုဒလဲတွေအရတားရောက်ကြလေးတွေဆိုရင် ရှင်ပြုတ်ပေးပြီးသာသနာဘောင်ကိုတုတ်သွင်းလေးရှိကြသလုံးတမီမင်းကလေးတွေဆိုရင်ရွှေနတော်မြန်နာသားအလှဖြစ်ကျင်းပလေးရှိကြပါတယ်။ဒါကလည်းခင်းအဆက်ဆက်မပြတ်ကျင်းပလေးရှိကြတဲ့မြန်မာရိုးရာရင်ကျေးမှုတစ်ခုလို့ဆိုရမှာပါ။တားလေးမွေးထားတဲ့မိဘတွေဆိုရင်မိမိတို့ရဲ့သားရတနာတွေအတွက်မဖြစ်မနေရှင်ပြုတ်ပေးကြသလုံးခိုင်နေဝဲကလည်းသူမရဲ့ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့သားလေးတွေတမီလေးတွေအတွက်ရှင်ပြုတ်နာသားအလှမင်္ဂလာကြီးကိုချင်းချင်းတဲ့ကျင်းပပေးလာခဲ့တာဖြစ်ပါတယ်။ အခုလိုဖွင့်လင်းရသည့်ကာလမှာမြမရိုးရအလှတန်းပွဲတွေကိုနည်းနည်းရင်းရမှစီကားတတ်မဲ့စွာနဲ့ကျင်းပနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ခိုင်နေဝေကလည်းသူမရဲ့ကလေးတွေအတွက်အလှပွဲကြီးကိုကျင်းပပေးခဲ့တာပါ။သူမအနေနဲ့အခုလိုရှင်ပြုတ်နာသာပေးဖို့အတွက်အရင်ကတည်းကရည်ရွယ်ခဲ့တာဖြစ်ပြီးအခုချိန်မှာတော့သူမရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲပို့နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ခိုင်နေဝေကမလ23ရက်နေ့မှာပဲရှင်လောင်းစနဘာကိုတင်ငန်းဘရိတ်ခရာဆုံးလင်းစွာနဲ့ရှင်ပြုတ်ပေးခဲ့ပြီးညနာသား73ရက်တော့ကိုလည်းနားထွေးမင်္ဂလာပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ မိမိကိုယ်တိုင်မိဘနေရာကနေဝင်ပြီးကလေးတွေအတွက်ကြီးကျယ်ခမ်းနားတဲ့အလှပွဲကြီးကိုကျင်းပပေးလာခဲ့တာပေါ့အခုလောမိဘမဲခင်အားကကလေးလေးတွေကိုအလှပွဲကြီးတစ်ခန်းတနားနဲ့ရှင်ပြွနာသကျင်းပပေးခဲ့တာဟောင်းခန်းနေဝေကပထမဆုံးဖြစ်တာကြောင့်အားလုံးကသူမကိုချီးကျူးထောပနာပြုနေကြတာပဲဖြစ်ပါတယ်ကလေးတယောက်တာဝန်တော်ထိမ့်သိမ်းရတာမလွယ်တဲ့ယနေ့ခေတ်ကြီးမှာခန်းနေဝေကတော့သူမရဲ့လှုပ်အားညံအားရဲ့ခင်အားကိုလှူဒန်းပေးကြတဲ့အလှရှင်တွေရဲ့ကောင်းမှုတွေရဲ့ကြောင့်ကလေးတွေကိုအခုလောအလှမျိုးပြုလုပ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ် မိခင်တယောက်မေတ္တာထပ်ပို့ပြီးဖခင်မေတ္တာတွေအဖြစ်နဲ့ပါဆောက်ရှောက်ပေးနေတဲ့အတွက်ကြောင့်ကလေးတွေအနေနဲ့လည်းခန်းနေဝေရဲ့ရင်ခွင်ရတကယ်ကိုအေးများတဲ့ရိတ်စလီဖြစ်နေခဲ့မှာအမှန်ပါပဲ။ ထိုင်နေဝေကသူမကိုယ်တိုင်လည်းမိဘနေရာကနေအလှပဆောင်ပြင်ဆင်ချေတာထားသလုံးရှင်လောင်းနေအတွက်လည်းဝတ်ဆောင်အပြည့်စုံရွှေထိုင်ကုန်ကြီးတွေနဲ့အကြနာပြင်ဆင်ပေးထားသလုံးနာသသမီးငယ်လေးတွေအတွက်လည်းသလွန်တော်ခုံတွေနဲ့ခငယ်နာနာပြင်ဆင်ပေးလာခဲ့တာပဲဖြစ်ပါတယ်အလို့ပွဲကြီးကိုစိုင်းဝိုင်းတွေနဲ့စီကောင်းထဲသွင်းလာခဲ့ပြီးအခမ်းအနားတစ်ခုလုံးကိုလည်းပန်းတွေနဲ့မြိုင်ဆိုင်အောင်ပြင်ဆင်ထားခဲ့တာပဲဖြစ်ပါတယ်အခမ်းအကျွေးမှုတွေကအစလူလေသေးမရှိရလျောင်းစီမံထားခဲ့ပြီးကြီးကျယ်ခမ်းနားတဲ့အလို့ပွဲကြီးတစ်ခုဖြစ်လာခဲ့ပါတယ်ပရိသတ်တွေကတော့ခိုင်နေဝေရဲ့မဟာလူ ကြီးကြောင့်ကျန်းတဲ့အားရနေကြသလိုမိဘတွေနဲ့ဝေးနေရတဲ့ကလေးလေးတွေအတွက်လည်းဝမ်းသာကျန်းတဲ့နေကြတာပဲဖြစ်ပါတယ်။ခိုင်နေဝေကတော့မိဘမြတ်တာပြေဝတဲ့ Bright မိခင်ကြီးဖြစ်အလုံးရဲ့အသိမပြည့်ခြင်းကိုခံနေရပြီပဲဖြစ်ပါတယ်။ခိုင်နေဝေရဲ့မဟာအလှပွဲခြင်းနဲ့ပတ်သက်ပြီး Breath တို့ရဲ့အမြင်ကိုလည်းဖျက်ဖျက်ခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး Celebrity သတင်းများအတွက်မမတို့ရဲ့ Page ကို Like and Follow လေးလက်ခွဲချက်ပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။